ားလုံးပဲမင်္ဂလာပါခင်ဗျာ Story Binder YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ကောင်းမှုတစ်ခုနေစဉ်ပြုလို့ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ပေးကြမယ့်ဆွေတွေအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေကောင်းမှုတစ်ခုနေစဉ်ပြုလို့မဲခွေရဲ့ဖဖဟာမဲခွေကို အမြဲဆုံးမလေးရှိတယ်။အမကြီးသူဆိုတာနေစဉ်အကုသို့ကင်းအောင်နေပြီး ကောင်းတဲ့အလုပ်ကုသိုလ်ရမယ့်အလုပ်တစ်ခုကို နေ့တိုင်းပြုရမယ်ကွယ်။ကောင်းတဲ့အလုပ်ကုသိုလ်ရမယ့်အလုပ်ဆိုတာဘာကိုပြောတာလဲအဖေါ။ဖះရရှိခိုးတာကိုပြောတာလားယင်။အေးဖះကတော့နေစဉ်အိယာထနှစ်ပိုင်းမှတစ်ချိန်ညအိယာဝန်ကနေ့မှတစ်ချိန်ရှိခိုးကတော့ဝပြုပြီးမှအိတ်တင်တာပေါ့ကွယ်။ဖះရှင်ရဲ့ကုံကျေးဇူးကိုရည်စူးပြီးစွမ်းရည်ချမ်းပန်းတို့စက္ကတာဘုံတော်ကြီးတွေကို ဆုံးလောင်းတာလဲကောင်းတဲ့ကုသိုလ်ရတဲ့အလုပ်တွေပါပဲဒါပေမဲ့အဲ့ဓာတွေကတော့ဖွားဖွားတို့ဗုဒ္ဓဘာသာဝင်တွေမလွဲမသွေတာဝန်ကျေစွာပြုလုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေပါပဲကွယ်အဲ့ဒီကောင်းမှု ကုသိုလ်အလုပ်တွေကိုသမိနေတိုင်းလုပ်ပါတယ်ဖွားဖွားအေးပါကွယ်ဟုတ်ပါတယ်အမကြီးကဘာသာတရားကိုင်ဆိုင်ပြီးလိမ္မာရင်ကျေးပြီးသားပဲဒါပေမဲ့ ဘဘပြောတဲ့ကောင်းတဲ့အလုပ်ကုသိုလ်ရမယ့်အလုပ်တစ်ခု နေတိုင်းပြုရမယ်လို့ပြောတာကအများအကျိုးသူတစ်ပါးရဲ့အကျိုးကို ရှေ့ရှုပြီးကိုတနန်တဲ့၍လုပ်ရမယ်လို့ပြောတာမိရဲ့ဟုတ်ကဲ့သမီးတဘဘပါပြီဘဘဒီနေ့ကစပြီးသမီး ကောင်းမှုတစ်ခုနေစဉ်ပြုပါတော့မယ်ဘဘအေးသာဓုပါကွယ်သာဓုသာဓုမမီးဘလို့ကောင်းမှုပြုတယ်ဆိုတာကိုတော့ဘဘကိုပြောပြတော့ ဟုတ်ကဲ့ပါဘွာမဲခွေဟာအဲ့ဒီနေ့ကစပြီးကောင်းမှုတစ်ခုနေစဉ်ပြုပြစ်အောင်တရီထားစ조사ပါတော့တယ်ဘွားရေသမီးလေဒီနေ့ဘွားတို့အရွယ်ဘွားကြီးတယောက်ကားလန်းကူးဖို့အခက်တွေ့နေလို့အဲ့ဒီဘွားကြီးကိုတွေ့ပြီးလမ်းဖြတ်ကူးနိုင်အောင်ကူညီခဲ့တယ်သိလားအေးအဲ့ဒါကောင်းမှုတစ်ခုပြုတာပဲပေါ့မြည်ရဲ့ဒါဒုဒါဒုဒါဒုပါကွယ် ဲ့ဒီလုံးနဲ့မဲခွေဟာနေတိုင်းအားနည်းနေသူတွေကိုဂူညီလက်ရှိပြီးဘတ်စကားပေါ်မှာလဲတန်ဃာတော်ဒီလာရှင်နဲ့ဘဝင်ဆောင်တွေအဖိုးအဖွားအရွယ်တွေဒါတဲ့အမေတွေကိုထိုင်ုံကနေဖယ်ပေးပြီးဂူညီလက်ရှိပါတယ်။နေဆုံးအင်ရှင်နာကတောက်ရည်ဦးစဉ်ကတောက်ရည်ဦးကို ရေဖြည့်ခြင်းကအစပြုလုပ်လေးရှိလာတယ်။အဲဒီလိုသူတစ်ပါးအတွက်အများအတွက် ကောင်းမွန်တစ်ခုနေစဉ်ပြုရတဲ့အပေါ်စိတ်ကျဉ်တဲ့ကျဉ်နူးပီတိဖြစ်ရလို့မဲခွေရဲ့စိတ်ဟာအစဉ်ကြည်လင်လန်းဆန်းနေပြီး လူဟာပုံမကျမ်းမာလာတယ်။ညံလဲပုံပွင့်လာပြီးပညာသင်တဲ့အခါအဲ့ဒီညံရီပို့ပြီးထမြက်လာပါတော့တယ်။နေတိုင်းကောင်းမှုအနေတော်တစ်ခုလောက်တော့တရီထားပြီးပြုလုပ်ကြဖို့လိုက်တွန်းချင်ပါတယ်ခင်ဗျာ။ ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာတကယ်လို့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်ဗီဒီယိုလေးကို like နှစ်ခဲ့ပြီး channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေအားလုံးပဲစိတ်ချမ်းသာ ကိုကျမ်းပါကြပါစေခင်ဗျာ